ရှိရေးနဲ့ပတ်သက်ပြီးတော့အားလုံးရဲ့စိတ်ထဲမှာရှိနေမဲ့စိတ်ပိုင်းဆိုင်ရာအကြောင်းအရာလေးတွေကိုဒီနေ့မှမျှဝေပေးချင်ပါတယ်။ပထမဆုံးတစ်ခုကိုပြောရမယ်ဆိုရင်တော့တစုံတစ်ယောက်ကိုတင်ချစ်မိရဲဆိုရင်ဒါဟာစာနာစိတ် empathy လို့ခေါ်ပါတယ်။သူ့ရဲ့ရုပ်ပိုင်းဆိုင်ရာအပြင်ဆင်ကြောင်းချစ်မိရဲဆိုရင်တော့ဒါဟာဆွဲလန်းမှု obsession ဖြစ်နေပါတယ်။ဒါမှမဟုတ်သူ့ရဲ့ပိုင်ဆိုင်တဲ့ငွေကြေးကြောင်းချစ်မိရဲဆိုရင်တော့ဒါဟာ juicy ဘွား interest ဖြစ်သွားပါပြီ။ဒါပေမဲ့သူ့ရဲ့ဂျင်နာစိတ်ကြောင်းချစ်မိရဲဆိုရင်တော့ဒါဟာလေးစားမှု admiration ဖြစ်ပါတယ်။နောက်ဆုံးတစ်ခုအနေနဲ့တင့်ကိုတင်ဘာကြောင့်ဒီလူကို ချင်းမိနေလဲဆိုတာမသိဘူးဖြစ်နေတယ်ဆိုရင်တော့အမှန်တကယ်ချစ်ချင်း true love ပဲဖြစ်ပါတယ်။ကဲဒါဆိုသင်တို့ကဘလို့ချစ်ချင်းမျိုးကိုသဘောကျနှစ်သက်လဲဆိုတာ like and share လုပ်ပြီး comment မှာပြောသွားပေးပါအောင်နော်။စစ်မှန်တဲ့ချစ်ချင်းတွေကိုပိုင်ဆိုင်နိုင်ပါစေရှင်။ And the bridge ကနေ season နဲ့ sharing is caring program မှာတူတူယောက်ချင်းစီကိုအကျိုးကျေးဇူးများရှိခဲ့လို့ရှိရင်လည်းကျွန်တော်တို့ရဲ့ Facebook page လေးကို like and follow YouTube ကိုလည်း subscribe လုပ်ပေးဖို့တောင်းဆိုလိုက်ပါရစေ။ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။